ဒါတယုံမှုလေဥဆောင်နေကောင်တေဝါရီလေတေဝါရီဆိုတဲ့အချိန်မှာဒီလိုထွက်ပြင်းတပ်ဖွဲ့တွေကစိတ်ပိုင်ဝင်းတုံးနဲ့လိုက်ရိုက်ပြီးတော့ဒီကောင်တွေဖမ်းလို့ရမမဆောင်မင်းအောင်လိုင်းပေါ့နော်မင်းအောင်လိုင်းအာဆီယံထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ထားရမလို့ထားရမလို့ဖြစ်နေတာ င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ22ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းသတင်းကောင်းတွေရှိတယ်ထူးခြားဖြစ်စဉ်တွေရှိတယ်အဲအဲ့ဒါကတော့ဒါရေးသားရှိရွာသိရွာကပေါ့နော်ရှစ်ကောင်စီညီညီနိုင်ကိုကိုနိုင်ညီညီလေးကိုကိုလေးပေါ့နော်ဒီကောင်တွေတည်ပြီးတော့ပေါ့နော်တဲမှုပါတည်ဆုံးပြီးတော့စခန်းကနေပြီးတော့ဂျန်တဲ့ကောင်တွေဆုံးကထွက်ပြေးနှစ်ယောက်ပေါ့နော်ဒါမိုးရီနဲ့တူတဲ့ညီကို2ယောက်ဖမ်းမိတယ်ဒီလက်နက်ခဲရန်တွေရတယ်ပေါ့နော်အဲပြီးရင်ဒါစစ်ကောင်စီရဲ့စခန်းနေရာတွေပြီးရင်ကာကင်းနေရာတွေအကုန်လုံးတင်းစီရမိတယ်ဆိုရဲတည် အဲ့ဒါပြင်ဒါမင်းအောင်လိုင်ပေါ့နော်မမဆောင်ဖြစ်နေတဲ့မင်းအောင်လိုင်အာဆီယံဒါထိပ်သီးအစည်းအဝေးကိုတက်ရမလို့လို့မတက်ရမလို့ထိုင်လိုက်ထားလိုက်ဖြစ်နေတဲ့ဒါမင်းအောင်လိုင်ရဲ့အဖြစ်ပေါ့နော်ပြီးတော့ဒီမှာထူးခြားချက်တွေပါရှိတယ်လေပြီးရင်ဒီအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရတဲ့ခါကျရင်ဘာတွေဖြစ်လာမလဲမတက်ရဘူးဆိုရင်ရောဘာတွေပြောင်းလဲမလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ဒါရေသာရှိရွာသိရွာကြောင့်အားရစရာသတင်းနဲ့ပဲချအောင်ဒါအထိုင်စကန်းပေါ့နော်အဲ့အထိုင်စကန်းကစစ်ကောင်စီစစ်သားတွေကိုဝင်ပြီးတော့ကျုံးတယ် ဒေါ်လိုင်းတက်ဖက်တွေကဝင်ကျုံးတယ်ကျုံးတဲ့အချိန်မှာဒါဒါကအော်တိုဘတ်20ရက်နေ့ကပေါ့နော်အဲ့မှာရှိတဲ့အင်အားခမန်းအင်အား60လောက်ရှိတယ်အဲ့60လောက်ရှိတဲ့အင်အားကိုဒေါ်လိုင်းတက်ဖက်တွေကစုပေါင်းပြီးတော့ဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်တာနော်တိုက်ခိုက်တာတည်းမဟုတ်တော့ဘူးသိမ့်ပိုက်တဲ့အဆင့်မှာပါတယ်ဒါကြောင့်မလို့လဲအချိုးမြတ်တွေရတာပေါ့နော်အဲ့တော့ဒါအော်တိုဘတ်20ရက်နေ့မှာဒါနေပြီးတော့တိုင်းစစ်ဌာနချုပ်လက်အောက်ပေါ့နော်လက်အောက်တည်ရင်းတွေကနေစုဖွဲ့ထားတဲ့ viewer စစ်ကြောင်းကဝင်ပြီးတော့တိုက်ခိုက်သိမ့်ပိုက်ခဲ့တာဖြစ်တယ် အသေးပြောက်များတယ်အထိနာတယ်ထွက်ပြေးတယ်ဒရင်မှုပါသေးတယ်ပေါ့နော်လုံးဝအဲ့လိုမျိုးတေသွားလို့ဒါရွာသိကျေးရွာအထိုင်စခန်းနဲ့ကျေးရွာအတွင်းကကာကင်းနေရတဲ့အကုန်လုံးကိုတိမ့်ပတ်ရရှိခဲ့တယ်အာတရင်မိုက်တယ်အဲ့ဒါမျိုးကတော့ဒီလိုချိန်မျိုးမှာအကြိုက်ဆုံးပဲပေါ့နော်အဲ့တော့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်အကြိုက်ဆုံးအကြောင်းအရာတွေပဲကျွန်တော်ရွေးတာရှိတယ်အကြိုက်ဆုံးအချက်တွေပေါ့ဗျာအဲ့တော့အကြိုက်ဆုံးအချက်တွေပြောပြမှာပေါ့နော်အဲ့တော့ရောက်60တဲက15ဦးတည် 15ဦးသေသွားရဆိုရင်လည်းကဒါတဝက်နှီးပါလောက်ပေါ့နော်လစ်သွားတယ်ပြီးရင်2ဦးဖမ်းပြီးတယ်အဲဒါမျက်နှာလေးဖူးရောက်2ဦးဖမ်းပြီးတယ်ပြီးရင်အထိကိုက်များပြီးတော့ထွက်ပြေးတယ်အဲ့လိုထွက်ပြေးတာကတေကြတဲ့ကစင်ကလေးပဲဘာဖြစ်လို့ဆိုတော့ဒါတယင်းမှုလေးဥဆောင်နေကောင်တေသွားပြီလေတေသွားပြီဆိုတဲ့အချိန်မှာဒီလိုထွက်ပြေးရင်တပ်ဖွဲ့တွေကစိတ်ပိုင်ဝင်းတုံးနဲ့လိုက်ရိုက်ပြီးတော့ဒီကောင်တွေဖမ်းလို့ရဒါပေမဲ့ဒီကောင်တွေကလည်းအရန်အပြင်းမြန်တယ်သူတို့မှအာသာချက်ကအဲ့တခုတော့ရှိတယ်ပေါ့နော်တခုဆိုပြေးတာမှမှုန်နေသေးတယ်ဆိုတာအဲ့လိုကောင်မျိုးတွေ ။အဲကြတော့ဒါတဲမှုတည်ဆုံးသွားပြီဆိုတဲ့အချိန်မှာဒီကောင်နေကစင်ကလေးနဲ့ထွက်ပြေးရတယ်။အဲတော့ဘလိုပဲဖြစ်ဖြစ်စခန်းမှာထိုင်ထားတဲ့ခန်းစစ်ပုံစံတေချာပေါက်ပြင်ထားပါတယ်ဆိုတဲ့နေရာမျိုးကိုကောင်းပေါင်းဆိုတဲ့ကောင်ကပါတွေ့ပြီးတော့ဒါစခန်းနေမှာတိမ့်လိုက်တဲ့ဆိုတဲ့ဟာကအားရစရာကောင်းတယ်ပေါ့နော်။နောက်တစ်ချက်ထပ်ပြောမယ်။အဲ့ဒါက၃ဝန်း၂ဦးခုနပြောတဲ့၃ဝန်း၂ဦးပေါ့နော်။ တုံးမဲရလို့ပြောတာမဟုတ်ဘူးဗျာတိလာတကယ်ကပြောရင်မိတ်စကက်လေးတွေလိမ့်ထားလို့ပြောတာဟောနော်အဲ့တချို့ဆိုတည်ပြောရတယ်ကျွန်တော်ထပ်အောင်မပူဆိုးသေးတယ်ကျွန်တော်ဖဲ့တယ်ဖဲ့တယ်မပြောနဲ့ကျွန်တော်ထပ်ပူဆိုးရတဲ့သူရှိတယ်ဒါစစ်ကောင်းစီစစ်သားတွေအားတဲ့ပိန်ကြီး၆ကပ်ပြီးတော့ဗောနော်ဒါလုံးဝငတ်ပြတ်နေတယ်ဆိုတဲ့ဟာဘသူပြောရလဲတဲ့ဒီမှာဝဘီးညာပဲဗောနော်ကျွန်တော်နေရာမျက်နှာပုံဝိုင်းပြီးပြတာဟိုကနှုံနေဖုံကာထားနေပါဘောနော်အဲ့လိုမျိုးနဲ့ဒါစစ်တုံးမှန်းဒါဖြစ်သွားတဲ့နှစ်ယောက်ပေါ့နော် ဲ့နှစ်ယောက်ကိုဒါကျွန်တော်အလိုမျိုးကြီးဒါလူတပတ်သားကိုအဲ့လိုမျိုးကြီးတမင်တသက်အချိုးနေပြီးတော့ပြောတာမဟုတ်ဘူးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးကောင်တွေကတော့အဲ့လိုခံစားသင့်တယ်ဘာလို့လဲဆိုတော့ဒီကောင်တွေကခံတိုက်တာလေခံပြစ်တာလေခံပြစ်တဲ့အချိန်မှာလုံးဝသူတို့အားမတန်တော့တဲ့အချိန်ညမှာဒါသူတို့လက်မြောက်ရှုံးပေးရတာအဲ့လိုမျိုးအခြေအနေပေါ့နော်အဲ့လိုမျိုးကောင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကအသက်ရှင်တန်ခွင့်ပေးတာတော့ဒါတော်တော်လွန်လာပြီလို့ပြောရမှာပေါ့နော် ရှင်သန်ခွင့်ပေးတယ်ဒါပေမဲ့ဒါပြည်သူတွေစိတ်ကျဉ်တော့တော့ပြားတွေတုတ်ထားတဲ့အတိုင်းပဲမိုးလီနဲ့ညီကူပေါ့နော်ညနာလေးကျူရဲကွက်ပြီးတော့ဝါနေတဲ့ပုံစံမျိုးလှုပ်ပြဟာလေဒါဂျင်းတ်တယ်ပေါ့နော်ဂျင်းတ်တယ်တကယ်တမ်းဒါသူတို့တောစစ်စစ်အလင်းဝင်တယ်လက်နဲ့ချတယ်ဆိုရင်ဒါမျိုးမဖြစ်ဘူးတေးကြတယ်မဖြစ်ဘူးတလိုင်းတက်ဖွဲ့တွေကတကယ်လူစိတ်ရှိတယ်လူစိတ်ရှိလို့အကောင်တွေခုတ်အသက်ရှင်နေတာတကယ်တကယ်အဲကြတော့ စောစောစီးစီးသာလက်နက်ချမှညံ့ခံမယ်ဆိုရင်ဒီလိုပုံစံမှာဖြစ်ဘူးအဲဒီလိုပုံစံဖြစ်သွားတယ်ဆိုရင်တော့မှပဲအသက်ရှင်တယ်ခွင့်ပေးတယ်ဆိုတဲ့ဟာကတော့အဘလိုပဲဖြစ်ဖြစ်ပေါ့နော်တချို့ပြည်သွားလဲကြိုက်ရှင်မှကြိုက်မယ်အချို့ကြောက်လဲဒါကလူသားဆန်တယ်ဆိုပြီးတော့ဒါပြောကြရတယ်ရှိတာပေါ့လေနော်အဲကျွန်တော်ကတော့ကျွန်တော်ကတော့ဒါ mix ကလေးတွေကိုသဘောကျလို့ပါအဲအားလေးတွေကြောင့်အားရတဲ့ချက်တွေမှာထည့်ထားတယ်နောက်တစ်ခုကတဲမှုကိစ္စနောက်တစ်ချက်အဲအဲ့ဒါတဲမှုကိစ္စလေကြောင်းကာကွယ်ရေးတပ်ကဒါဒူးမှုကြီးပေါ့နော်ဒုတိယဗိုလ်မှုကြီးညင်းညင်းနိုင် ဒါလက္ခဏာ2029တက်ကပေါ့နော်လက်ရဖန်းစီတဲ့အချိန်မှာပစ္စတိုထုတ်ပြီးခုခံလို့အပြက်ရှင်းပြတာပစ္စတိုထုတ်ပြီးခုခံဒါမျိုးကြားနေတာကျွန်တော်တို့သဘောပေါက်တယ်နော်မင်းတို့ကောင်နေမင်းတို့ဘက်ကကောင်နေမိပြီဆိုတဲ့အချိန်မှာအညံ့ခံတယ်ဆိုတဲ့အချိန်မှာလုံးဝဘာမှလို့မစင်စားနဲ့အဲ့အချိန်ကျရင်တော့မင်းတို့လုံးဝခွင့်လွန်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့မင်းတို့ကမကြောက်လို့တော့မှဒေါ်လာရင်းတက်ဖွဲ့တွေကဒါလုံးဝဘာမှမတက်တဲ့ အစိမ့်သက်သက်စစ်ပညာတွေကိုတင်ပြီးတော့ဗောနော်ပုံမပါတဲ့အသက်တွေကိုရင်းပြီးတော့မင်းတို့ကျုံးနေတာဗောနော်အဲကြတော့အဲ့လိုမျိုးအနေထားရောက်သွားပြီဆိုတဲ့အချိန်မှာဖမ်းမယ်ဆိုတဲ့အချိန်မှာတာတကြီးလက်ခံလိုက်အဲဆိုရင်မိသားစုနဲ့ပြန်တွေ့ရမယ်သက်ရှင်သန်ခွင့်ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့အတူလားဗာလားဆိုလို့ရတော့မင်းတို့ကောင်းနေငယ်မင်းနဲ့သွားပြီးစကားပြောရမယ်ဗောနော်အဲ့တော့အဲ့ကိစ္စကလည်းဂျင်းနဲ့တယ်ဗောနော်ဒါလေးလည်းဒီလိုမျိုးကြားကျင်နေဗျာရတယ်ဗာဘာဖြစ်အဲ့လိုកောင်မျိုးတွေကခုခံမယ်ဆိုပြီးလုံးတဲ့កောင်မျိုးတွေကတော့အပြည့်ရှင်းအပြောက်ရှင်း အဲ့လိုကောင်မျိုးတွေတော့အားရပြီးအဲ့ကောင်ကိုယ်တိုင်ကအမိန့်ပေးစေခိုင်းခဲ့တဲ့အဆင့်မျိုးတွေမှာပါတန်ရင်မှုဆိုတဲ့ကောင်တန်ရင်ပြင်းလုံးမှာအကြီးဆုံးပဲအဲ့တန်ရင်ကကောင်နေပြည်သူတွေရဲ့ဒါနေအိမ်တွေမိရှို့ဖို့ပြည်သူတွေကိုရက်ဆက်ဖို့ဒါကလင်းငယ်တွေကိုတတ်ဖြတ်ဖို့ဒါမင်းမျိုးပြိုတွေကိုဖျက်ဆီးဖို့ဒါမျိုးပုံစံမျိုးတွေကသာအမိန့်ပေးတာအဲ့ကောင်နေအဲ့ကောင်နေဖြစ်တဲ့အတွက်အခုလိုမျိုးကြုံရတာကျွန်တော်က one day ဘောနော်နောက်တစ်ခုပေါ့နော်ဒါလည်းနောက်တစ်ချက်အဲနောက်တစ်ချက်အားရတဲ့ဟာအဲ့ဒါပါလဲဆိုတော့ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါမှတ်ချက်လေးပေးတာပေါ့နော်တာဝန်ရှိတဲ့သူကမှတ်ချက်လေးပေးတဲ့ဟာကိုလည်းသဘောကျ အဲ့ဒါကတန်ရမှုအပါ15ခုသေးတယ်3မှ2ခုရတယ်ဗောနော်လက်နဲ့တွေရတယ်အဲသေသွားတယ်စစ်ကောင်စီတန်ရမှုဒါဒုတိယဗိုလ်မှူးကြီးညီညီနိုင်ဖြစ်ပြီးတော့ဗောနော်ဒါလာဂဒ2029တက်ကဖြစ်တယ်ဗောနော်အိမ်အောင်ရှိပြီဇတိနဲ့သားသမီးနေပြီးတော့မှနေထိုင်တယ်သိရတယ်ဗောနော်သူဖြေတာအဲ့လိုဗောနော်အဲ့တော့အေးရောအေးရောတခါတည်းလုံးဝဒီကောင်နေဘက်ကညင်းမှာဆိုလို့အတီးပြုတ်ပေးလိုက်တာအတီးပြုတ်ရဲ့ဒါဒီထက်ပိုတဲ့အကြောင်းချင်းညာတွေထည့်ပြောရင်လည်းဖြစ်ပါလေဒါဘာဖြစ်လို့လဲဆိုတော့တေချာပေါက် သူတို့တွေမှာဒါစီစည်းကတ်တွေပါလာမယ်အဲဆိုရင်ဒါ G number တွေကစပါမယ်အသက်ဘာညာအကုန်ပါလာမယ်ဗျာပြင်သူ့ရဲ့ဒါမိတဲ့၂ယောက်စီကနေပြီးတော့တည်ရတဲ့ဒါတဲမှုရဲ့အကြောင်းအရာတွေလည်းအများကြီးရအောင်ပါဗောနော်ဒါပေမဲ့အဲ့လိုမျိုးကြီးဒါရွေးဝမှာမလုပ်ဖဲနဲ့အနေတော်လေးလောတော်လေးဖြေသွားတာဗောနော်အဲ့ဒါကိုပဲဒါဟိုဘက်မှာဒါလုံးဝမှန်းပြီးတော့မျှဝေလို့ရတဲ့အနေထားဗောနော်အဲချုပ်ကြတော့အဲ့လိုမျိုးပဲဒါဇွန်နဇွန်နှစ်ဖြားကြားပြီးတော့အာလုံးဝလောင်းပုံလေးပါနေမတွေ့တဲ့ခါကျတော့သူတို့ကမျောလင့်ချက်ထားကြရည်လည်းရှိတယ် အဲကြတော့မျောလင့်မနေတဲ့ဆိုပြီးခုလိုပုံစံမျိုးတခါတည်းဒါဖြည်ဖြည်ဆိုပေးလိုက်တာဗောနော်အဲအချက်လက်လေးနဲ့မှန်မမှန်ကိုကိုပါကိုသာတိုက်စစ်ကြည့်ပါကိုပါကိုသာစုံစမ်းကြည့်ပါဆိုတဲ့ပုံစံမျိုးလုတ်လိုက်တာနေချောင်းကာကွယ်တက်ကဖြစ်တယ်အဲဒုတိယဗိုလ်မှူးကြီးဒါညီညီနိုင်ဖြစ်တယ်ပြီးရင်သူ့မှာမျိုးသမီးနဲ့ကလေးတွေဂျန်ခဲ့တယ်သူတို့တွေကတော့နေပြီးတော့မှနေထိုင်နေဆိုပြီးတည်ရဆိုပြီးတော့တခါတည်းမင်းတို့ညင်းမနေနဲ့ရောဒီမှာတခါတည်းအချက်လက်ဆိုပြီးတော့ပေးလိုက်တာအဲ့ဒါလေသဘောကျနောက်တစ်ချက်ရှိရင်နောက်တစ်ချက်ကတော့ဒါထုံးစံတိုင်းပဲကျွန်တော် လိုင်းတစ်ဖက်အတွက်အလွန်အသုံးဝင်တဲ့လက်နက်ခဲယံတွေရရှိတယ်ဒီလိုအချိန်တွေမျိုးမှာရရှိတာဖြစ်တဲ့အတွက်ပို့ပြီးတော့သဘောကျ ME11 တလက် ME3 တလက် G3 တုံးလက်60မမကွန်မန်ဒိုစိတ်မြောင်းတလက်ဝိုက်တယ်အဲ့ဒါပစ္စတိုတလက်ပစ္စတိုတက်ကခုနခုနဒါခုခံမယ်ဆိုတဲ့ကောင်ရဲ့ဟာညင်းညင်းနိုင်လာအဲ့ကောင်ရဲ့ပစ္စတိုဖြစ်မယ်ပေါ့နော်ပြီးရင်ဒါ G မျိုးစုံတထောင်ပြီးရင်ဒါမီဇက်တလုံးပြီးတော့ကြ drone jammer တစ်ခုအဲဒါအကုန်လုံးကဖုံးသီးတွေလည်းပါသေးတယ်ဒါဒါတိတိမမလေးကိုကျွန်တော်ထည့်မပြောတော့ဖုံးသီးတွေလည်းပါသေးတယ် ဒါတွေအကုန်လုံးကကျွန်တော်တို့တပ်ဖွဲ့တွေအတွက်တကယ်ကိုအရေးကြီးလိုအပ်နေတဲ့အရာတွေဖြစ်တယ်။မိဘပြည်သူတွေစီကနေပြီးတော့အကူအညီတွေတောင်းခံပြီးတော့ဝယ်ယူစုဆောင်နေရတဲ့အပိုင်းတွေမှာအရန်ခက်ခဲကြတယ်။အဲ့တော့ပြည်သူတွေဒါခုနလိုပေါ့နော်ဝင်ပော့သွားအောင်လို့စစ်ကောင်စီဘက်ကကောင်တွေကအခုလိုမျိုးတကူတကလုပ်ပေးရအတွက်လေကျေးဇူးရမ်းတင်တယ်။အဲ့အချက်လေသဘောကျတယ်ပေါ့နော်။နောက်တစ်ချက်ကဒါတိုက်ပွဲတွင်းမှာဒါလည်းအရန်သဘောကျလို့ထည့်ထားပါ။နောက်တစ်ချက်ကတိုက်ပွဲတွင်းမှာစစ်ကောင်စီဘက်ကပြစ်တဲ့ လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေပေါ့နော်အဲ့လိုပစ်ခတ်မှုတွေကြားထဲမှာပိတ်မိနေတဲ့ဒေသခံပြည်သူတွေကိုဘေးလွတ်ရာကိုတော်လိုင်းတပ်ဖွဲ့တွေကကယ်ထုတ်ပေးခဲ့အဲ့ဒါမိုက်တယ်တကယ်တကယ်ကျွန်တော်တို့ကကြည်နူးတယ်ပေါ့နော်ဘာလို့လဲဆိုတော့တိုက်ပွဲမတိုက်လို့လည်းမဖြစ်ဘူးတိုက်ကိုတိုက်ရမှာတိုက်တဲ့အချိန်မှာလည်း DP သူကရှိနေမှာအဲ DP သူကိုတွားပြီးတော့သတိပေးလိုက်တာနဲ့စစ်ကောင်စီကသတင်းရပြီးတော့ကြိုတင်ပြင်ဆင်တာတွေဒါမှမဟုတ်လည်းခုနကလိုအကျိုးမြတ်မရအောင်ပေါ့နော်တနည်းနည်းနဲ့ဆုတ်ခွာသွားတာတွေရှိသွားနိုင်တယ်အဲ့ကြအဲ့လိုမဟုတ်ဘဲနဲ့အလင်းငါတိုက်ဖို့အတွက်ကိုလည်းလုံရတယ်လို့ပေါ့နော်အဲ့လိုလုံးတဲ့အခါမှာဒီဒေသခံပြည်သူတွေကို ကာကွယ်ဖို့ကဲထုတ်ဖို့လုပ်ငန်းစဉ်တွေကဆိုတက်ဖွဲ့တွေကအခုဆိုရင်တခါလဲတပါလဲစီစဉ်နေတဲ့ဟာပိုလွင်နေပေါ့ဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်တိုက်ပွဲလဲတိုက်ရတယ်ပြည်သူကိုလဲကာကွယ်မယ်ဆိုတဲ့ဟာကြီးမန်းချက်ကပြည့်မြောက်တယ်အဲ့ဒါမိုက်တယ်အဲ့ဒါကြိုက်တယ်မင်းတို့စက်ကောင်စီစစ်သားကြီးဆိုရင်အဲ့လိုလုံးမှာမဟုတ်ဘူးပြည်သူကိုတစားကန်ထားမဲ့ကောင်တွေအဲ့ဒါကြောင့်မလို့မြင်ရွာတဲတွေမှာပဲသွားပြီးတော့အာပြည်သူတွေကိုရှေ့ကနေပြီးတော့မဲကင်းထုတ်ထားတဲ့ပုံစံမျိုးနဲ့မင်းတို့ကောင်တွေကစစ်စခန်းတွေစောက်တယ်ပြည်သူတွေကိုနှိပ်စက်တယ်ညှဉ်းပန်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေမင်းတို့မြန်တဲ့လောက်ခဲ့တာတို့တပ်ဖွဲ့တွေကအဲ့လိုမဟုတ်ဘူး အဲ့ဒါလည်းအားရစရာကောင်းလို့ထည့်ထားဖြစ်တယ်ဒါပေမဲ့စိတ်မကောင်းစရာရှိတယ်စိတ်မကောင်းစရာဆိုတာကပေါ့နော်ကိုယ့်ဘက်ကတက်ဖွဲ့တွေထိခိုက်သွားတာရှိလို့ပေါ့နော်အဲ့ဒါကတော့ဒါနှစ်ဦးထိခိုက်ဒဏ်ရာရတယ်ဒါပေမဲ့တေဆုံးတာတော့မဟုတ်ဘူးထိခိုက်ဒဏ်ရာရတယ်ဒဏ်ရာပြင်းမပြင်းဆိုတာတော့ဒါမသိဘူးပေါ့လေနော်ဒါပေမဲ့လည်းအဲ့လိုမျိုးထိခိုက်တာကိုမဖြစ်စေချင်တာမတန်လို့မတန်လို့ဒီမင်းတို့လိုအသိဉာဏ်မရှိတဲ့ကောင်တွေနဲ့အသက်တင်နေရင်းနေရတာမတန်လို့မင်းတို့လိုအသိဉာဏ်မရှိတဲ့ကောင်တွေခုနကဘယ်နှယောက်ဘယ်နှယောက်လဲအဲတေဆုံးတာ15ယောက်အဲအဲ15ယောက်နဲ့ဒီ2ယောက်ထိခိုက်တာတော့မလဲနိုင်ဘူး ်အဲအားအကြောင်းလို့ဒါမတန်လို့ဒါစိတ်မကောင်းဖြစ်တယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲဝမ်တာမနေနဲ့ကိုတေဝါမဟုတ်ဒုတက်ဖွဲ့တွေဒီဥစ္စာကလည်းဒါကျွန်တော်တို့အားရစရာဂျင်းနဲ့စရာကောင်းလို့အခုလိုမျိုးဒါကျွန်တော်အချက်လက်လေးနဲ့ဒါပြောပြတာပေါ့နော်ဝမ်တာတဲ့ဟာဝင်မျှတာပေါ့ဗျာနောက်တစ်ခုကဒါကြောင့်တုံမန်းနဲ့ပတ်သက်လို့ပေါ့နော်တုံမန်းအခုဒါတုံမန်းနှစ်ယောက်ဖမ်းမိဖမ်းမိပြီဆိုတဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်မိသွားပြီဆိုတဲ့အချိန်မှာတော့သူတို့တွေကလည်းမျက်နှာငယ်လေးနဲ့ပြောကြမှာပဲပြီးရင်ကို့အဖွဲတွေကလည်းအရန်ကိုချင်းစားတယ်အဲမြစ်တာတရားကြီးမားကြတယ် အဲလုံးဝပေါ့နော်ဒီလူတက်မယ်ဖြတ်မယ်ဆိုတဲ့စိတ်တွေနဲ့လုံနေတဲ့အဖွဲတွေမဟုတ်တော့ပေါ့နော်ကိုချင်းစာစိတ်လေးတွေရှိတော့ဘယ်လိုပဲဖြစ်သူတို့မှလည်းမိသားစုတွေရှိတာပဲဆိုတဲ့စိတ်နဲ့အသက်ရှင်တယ်ခွင့်ပေးကြပေးပြီးတော့ကောင်းကောင်းမွန်မွန်ပဲပြုစုဆောင်ရှောက်ကြတယ်အဓိကတော့အာအထက်ကကောင်တွေကိုပြင်းနေတာဖြစ်တဲ့တော့ပေါ့နော် အောက်ကကောင်တွေကဒါဒီကောင်တွေကဒီခုနအထက်ကကောင်တွေရဲ့အုံချခံတွေဖြစ်တဲ့ဆိုတဲ့အကြောင်းသူတိချာသိတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအုံချခံဖြစ်နေတဲ့ကောင်တွေကိုလည်းသိထားတဲ့နေဆိုတဲ့အကြောင်းလေးပြောခြင်းဘာဘာကြောင့်လဲဆိုတော့ လက်ရှိကဒီဘက်ကိုရောက်လာပြီဆိုတဲ့အချိန်မှာပေါ့နော်ယုံကြည်ချက်ခံယူချက်ကြောင့်ရောက်လာကြတာမဟုတ်ဘူးဗျအခုလိုမျိုးပေါ့နော်တုံမန်းဆိုတုံမန်းအဲ့လိုပုံစံမျိုးနဲ့ရောက်လာတာပေါ့နော်တုံမန်းအနေနဲ့ရောက်လာတာဖြစ်တဲ့အတွက်ငကုကလေးကမှဒီဘက်ကိုမထောက်ခံသူကအာမတန်လို့သာသူတို့မန်ရှော့လိုက်ရတာပေါ့နော်မန်လည်းအစနေရာမရှိပါဘူးအဲ့လိုမျိုးရှော့လိုက်ရတာဖြစ်တဲ့အတွက်ပေါ့နော်တို့ကိုရှင်သန်ခွင့်ပေးပြီးတော့ဒါအချိန်တိုင်းကာလအတိုင်းတာတစ်ခုကြာပြီးတဲ့အချိန်မှာပေါ့နော်ချွတ်ကြောက်လဲလွတ်လွတ်လပ်လပ်ထားကြရရှိအဲ့မှာဒုက္ခပေးတဲ့ကောင်းနေရှိတယ်ဆိုပြီးတော့လေဒါကျွန်တော်ဖြစ်စဉ်တစ်ခုအနေနဲ့ဆိုရင်ဒါမကွေးတိုင်း စောမြို့မှာပေါ့နော်အလင်းဝင်လာတဲ့ရစ်တက်သားနှစ်ဦးကမမရန်လှုပ်ရက်ကိုလှုပ်သွားတာပေါ့နော်အသက်62နှစ်ရွယ်အဖွားကိုတယောက်ကိုတက်ဖြတ်ပြီးတော့လက်ဝိရဏတွေယူဆောင်သွားတယ်ပေါ့နော်တတော်လေးကိုမရန်ဆုပ်ပဲ့တဲ့လှုပ်ရက်မျိုးတွေလှုပ်သွားတာပေါ့နော်အဲအဲ့ဒါကိုဒါရောအလင်းနှန်းကတာဝန်ရှိသူကလည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြောတယ်ပေါ့နော်အာအဓိကတော့ဒီအော်တိုဘာ18ရက်နေ့ကနေ့လယ်ကဖြစ်သွားတာပေါ့နော်ဒါစောမြို့နယ်မှာဇေယရက်ကွက်မှာနေတဲ့စစ်ဘေးရှောင်နေတဲ့အဖွားကိုဘလောက်တနာကြကောင်းလဲ စစ်ပေးရှောင်နေရတာအသက်62နှစ်ရှိပြီမင်းတို့အဲ့လိုမျိုးကြီးဒါဒီအဖွားအိုတယောက်ကိုပေါ့နော်နိုင်တဲ့စီးနှင်းလောက်ပြီးတက်ဖြတ်သွားတဲ့အချိန်မှာအဲ့အဖွားအိုကမင်းတို့ကိုဘာများပြန်လုံနိုင်ခဲ့လဲမင်းတို့စဉ်းစားကြည့်ပေါ့နော်အသက်62နှစ်ရွယ်အဖွားအိုကွာဒီအဖွားအိုကမင်းတို့ကိုဘာတွေများပြန်လုံနိုင်မှာမို့လို့လဲအနည်းကိုမပြုတ်နိုင်ခဲ့ပါဘူးပေါ့နော်အဲ့လိုသူမျိုးပေါ့နော်အဲ့လိုမျိုးဒါအသက်ရွယ်ကြီးရင်သူတယောက်ကိုအခုလိုမျိုးရဲဆက်ဆက်လောက်ရဲလောက်သွားတယ်ဆိုပြီးတော့သိရတော့လေ တော်တော်လေးယွန်ရှာဒေါသထွက်မိတာပေါ့နော်အဲ့လိုဖြစ်စဉ်မျိုးကိုကြားရတိုင်းပါပေါ့နော်စစ်တုံမန်းဆိုတဲ့ကောင်တွေကိုမျိုးလုံးထဲမှာပြန်မြင်တယ်ပေါ့နော်အဲ့ဒါကတော့ဒါဒါပေါ့နော်ဒါ62နှစ်ရွယ်ဒေါ်ရှိန်ခေါ်ဝါပေါ့နော်ထင်းရှာဖို့ထွက်သွားတဲ့အချိန်မှာဒေါ်တွေမှာပျောက်သွားလို့လိုက်ရှာကြရင်းနဲ့သူ့ရဲ့အလောင်းကိုပြန်တွေ့ရတယ်ပေါ့နော်အဲ့တော့အမြဲတမ်းဝင်ထွက်နေတဲ့ရဲတပ်သားပေါ့နော်ရဲအလင်းဝင်ရဲတပ်သားဒီနှစ်ဦးဖြစ်တယ်ပေါ့နော်ဒါချင့်ထူးနဲ့ဖိုးဆေးအဲ့နှစ်ကောင်ရဲ့လက်ချက်ဆိုပြီးတော့ဒါချိုးကလည်းပြောကြတယ်ပေါ့နော်အဲ့တော့ ်ဒေချာကြီးမဒေချာကြီးဆိုတာထက်ပေါ့နော်ဒါပြောလာတဲ့အပုံမှာဆိုရင်တော့ဒီလိုမျိုးယူဆရတဲ့အခါကျတော့မကောင်းပေါ့နော်မကောင်းမမိုက်ဒီကောင်းนี่လှုပ်သွားတဲ့လှုပ်ရက်ကတော်တော်ယွန်စရာကောင်းတယ်ပေါ့နော်လက်ဝက်လက်စားတွေကလည်းဒီကောင်းนี่စီပါသွားတာဖြစ်နိုင်တယ်ဆိုပြီးတော့ဒါရောအလင်းနှက်ကတာဝန်ရှိတဲ့သူကပြောတယ်ပေါ့နော်အဲ့တော့ဇာတိတွေပြဇာတိတွေပြစစ်ခွေးစိတ်တွေမပြောက်တာပေါ့နော်အလင်းဝင်တာဆိုတာဖြစ်တဲ့အတွက်ပေါ့အလင်းဝင်နေဆိုတဲ့သူတွေရဲ့စိတ်ဓာတ်ကအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့အချို့ကျတော့ရှိတယ်ဗျဒီကျွန်တော်လည်းကြုံခဲ့ဘူးတယ်ဖြစ်စဉ်တွေအများကြီးပေါ့နော် ဟိုဒီဘက်ကိုရောက်လာပြီဆိုတဲ့အချိန်မှာကျွန်တော်တို့တချို့ကိစ္စတွေမှာကုညီကြ CDN CDN ဆိုတဲ့ကိစ္စတွေမှာကျွန်တော်တို့ကုညီကြတယ်အစောပိုင်းကာလတွေမှာဆိုရင်နေစရာတွေကအစကျွန်တော်လုပ်ပေးကြတယ်အခုချိန်ထိလည်းကျွန်တော်ရိတ်ခါတွေပေးတယ်ပေါ့နော်ရိတ်ခါပေးတာမျိုးတွေရှိတယ်အချို့ဆိုရင်မိသားစုကိစ္စအချို့ဆိုရင်ဒါကလင်းငယ်ကိစ္စအကြောင်းကိစ္စကျမ်းမာရေးကိစ္စဒါမျိုးပုံစံမျိုးတွေနဲ့ကျွန်တော်တက်နိုင်တဲ့လောက်တွေကုညီပေးကြတာရှိတယ်အဲ့တော့အဲ့လိုမျိုးသူတွေတဲမှာခုနလိုကောင်းရောနှောပြီးပါလာတာတအားစိတ်ညစ်ဖို့ကောင်းတာတအားယုံရှာဖို့ကောင်းတာပေါ့နော် ျွန်တော်တို့ကအလုပ်ပဲလုပ်ချင်တာပြဿနာဖြေရှင်းချင်တာမဟုတ်တကယ်ပြောပါပြဿနာမဖြစ်အောင်နှီးမျိုးစုံနဲ့ကာကွယ်တားဆီးဖို့လုပ်တယ်ဒါပေမဲ့ကိုမလုပ်ဘဲနဲ့တခြားလူတွေရဲ့ပြဿနာကိုလိုက်ရှင်းနေရအရန်အချိန်ကုန်ပင်ပန်းတယ်ပေါ့နော်အလုပ်တွေရှေ့ဆက်ပြီးလုပ်ရမယ့်အတွက်အချိန်တွေအလားအသတ်ဖြစ်တာပေါ့ဗျာအဲတချို့ဆိုရင်ရောက်လာရောက်လာပြီးတော့ဒါခုနလိုပေါ့နော်ရောနှောပြီးတော့ပါလာတဲ့ခါမှာဒီလိုမျိုးပဲဒါလွတ်လိုက်တဲ့သူတွေကလည်းလွတ်လိုက်တာပေါ့သူတို့လည်းတေချာမသိလို့ဖြစ်မှာပေါ့နော်အဲ့လိုလွတ်လိုက်တဲ့ချိန်မှာခုန CDN စစ်စစ်တွေရဲ့ကြားထဲမှာဝင်ရောက်ရောနှောပြီးတော့ပေါ့နော် CDN အမိခံပြီးတော့ ဘေးပတ်ဝန်းကျင်ကိုဒုက္ခပေးတာပေါ့ဗျာမုံဆိုင်နေသွားတယ်မုံနေခိုးတယ်ဖုန်းနေခိုးတယ် CCTV ဆိုတာဘာမှမသိဘူး CCTV ရှိလားမရှိလားလဲမမြောင်မချောက်တည်းอ่ะမသိဘူးအဲ့ဒါကြတော့အချက်တွေလည်းကွဲပေါ့နော်ဒါလက်ညှိုးထိုးပြီဆိုတဲ့ခါကျရင် CDN CDN စစ်သား CDN ရဲ CDN ဒါမျိုးပုံစံမျိုးလက်ညှိုးထိုးတာပေါ့တကယ်စစ်စစ်တွေကအရက်နစ်တာပေါ့ဗျာအဲ့တော့ခုနလိုအလင်းဝင်လာတဲ့ကောင်တွေရောနော်ပြီးပါလာနိုင်တယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်အဲ့လိုရောနော်ပြီးပါလာနိုင်တယ်ဆိုတဲ့ကောင်တွေက ကာလအပိုင်းခြားလေးတစ်ခုလောက်အတော်တွင်းမှာတော့ဒီစီဒီယန်စစ်စစ်တွေရခံယူချက်လို့ပုံစံမျိုးမဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်ကတော့သိစေချင်တယ်ဗောနော်အဲတော့ကျတော့ဟို CCTV ကနေကြည့်ပြီးတော့လိုက်လာတဲ့ပြဿနာတွေရှင်းရတယ်ရှင်းရပြီဆိုတဲ့အချိန်မှာလက်ညှိုးကောင်းကောင်းထိုးပြီးတော့ဒီကဒီလိုနေတဲ့သူတွေကဒီလိုစောင့်ကြဉ်မျိုးပါညာဆိုပြီးတော့ပြောရတဲ့ခါကျတော့ပြောခံရတဲ့သူတွေထဲမှာအခြားစီဒီယန်တွေစစ်စစ်တွေပါနေတဲ့ခါကျတော့တိတ်ပြီးတော့ဒါစိတ်မကောင်းစရာဖြစ်တော့ဗောတိတ်မမိုက်ဘူးဗောဗျာအဲကျတော့ချို့ဆိုလဲဒါစီဒီယန်အယောင်ဆောင်တဲ့ပုံစံမျိုးတွေနေဗောနော်အဲ ဒါဘလို့ပဲဖြစ်ဖြစ်အလင်းဝင်နေဆိုတဲ့စကားမျိုးအတုံးမခံကျင်တော့ကြတော့ CDN ဆိုတဲ့ပုံစံမျိုးနဲ့ပြီးရင် CDN မှပဲလက်ခံမယ်ဆိုတဲ့ဟာတွေသိထားတော့ချုပ်ကလည်းတာဝန်မြူကျင်တော့ CDN ဆိုတဲ့ခေါင်းစဉ်တက်ပေးလိုက်တဲ့ဟာတွေရှိရပါဘောဗျာအဲကြတော့အဲ့လိုမျိုးသူတွေကဒီဘက်ကိုရောက်တဲ့ခါမှာအရန်ဒုက္ခပေးတယ်ဗောနော်စိတ်အနှောက်အယှက်တွေလည်းအရန်ဖြစ်ရတယ်ခိုးတယ်လုတယ်အမျိုးသမီးတွေကိုအနိုင်ကျင့်တယ်ပြဿနာတွေဖြေရှင်းပေးရတယ်အများကြီးဗောဗျာအဲ့တော့အဲ့လိုမျိုးပြဿနာလောက်တိတိလောက်လေးပဲဖြစ်တယ်ဆိုရင်တော့ကိစ္စမရှိဘူးဖုံးခိုးတယ်မုံခိုးတယ်ကိစ္စမရှိဘူးဗောနော် ဒါမကြည့်နဲ့ရင်တာဝန်ရှိတွေလက်ထဲကိုပြန်အပ်လို့ရတယ်။ဒါပေမဲ့ခုနလိုမျိုးအသက်ကိုပါရန်ရှာပြီးတော့ဗောနော်လက်ဝတ်လက်စားတွေပါလူယူသွားရတဲ့အဖြစ်မျိုးကကြတော့လက်မခံနိုင်စရာအဖြစ်ပြ။အဲဒါကြတော့တော်တော်လေးမရိုင်းလွန်းတယ်ဗောနော်။ဒါကြောင့်မလို့ဒီနောက်ပိုင်းနေမှာဗောနော်ဒီကောင်းလေးကိုလက်ခံမယ်ဆိုရင်နောက်မှပဲအာပုံစံမျိုးစုံနဲ့ဗောနော်စဉ်းစားပြီးပြင်ဆင်ပြီးမှလှုပ်ဆောင်ရမယ်လို့တော့ကျွန်တော်ယူဆတယ်ဗောနော်။နောက်တစ်ခုကတော့မမဆောင်မင်းအောင်လိုင်းဗောနော်။မင်းအောင်လိုင်းအာဆီယံထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ဗောနော်ထားရမလို့ထားရမလို့ဖြစ်နေတာ ဒါမြောက်လိုင်းကဒါ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုပြီးတော့ဒါမလေးရှားသတင်းဌာန NSD ကသတင်းတွေမှာထည့်ပြီးပြောခဲ့ရာကနေပြီးတော့အော်တိုဘာလ21ရက်နေ့မှာတော့အဲ့အဆိုပါသတင်းစာကပဲမြောက်လည်းအမြင့်ဆင်းကိုပြန်ဖြုတ်ချသွားတယ်အဲ့လွန်ခဲ့တဲ့ရက်ပိုင်းအဲ့သတင်းတက်လာတဲ့အချိန်မှာတော့ဗောနော်အာမြောင်းလိုင်းတက်ရမယ်ဆိုတဲ့သတင်းတက်လာတဲ့အချိန်မှာဒီသတင်းကိုပဲကိုးကားပြီးတော့ဗောနော်စစ်ကောင်စီဘက်က lobby channel တွေဝါဒဖြန့်တဲ့ channel တွေကနေပြီးတော့ပဲ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဒါမြောင်းလိုင်းတက်ရောက်မယ်ဆိုပြီးတော့ဂုံယူစာနဲ့ဖော်ပြရလဲတွေ့ရတယ်ကျွန်တော်တို့ဒီဘက်က ဒလိုင်းမီဒီယာတွေကဖော်ပြရဲဆိုတာညွန်လို့ဖော်ပြရတယ်သူတို့ဘက်ကဂုံယူလို့ဖော်ပြရတာပေါ့နော်ဒါအပြင်ဒါစစ်ကောင်စီထောက်ခံသူတွေကလည်းအာအာဆီယံအစည်းအဝေးဘာဘာကြီးတက်ရောက်ခွင့်ရတော့အဲရှင်အဲ့လိုရှဲလာသူကအဲပြီးရင်အာဆီယံအစည်းအဝေးနိုင်ငံဖခင်ကြီးတက်ရောက်ခွင့်ရ58ကြိမ်မြောက်အဲအဲ့လိုပုံစံမျိုးနေရှဲကြတဲ့သူတွေပေါ့နော်ဒါပေမဲ့အဲ့ခုနအမီစင်းဖျက်ချလိုက်ပြီးအချိန်မှာဘယ်ရောက်သွားလဲမသိဘူးပေါ့နော်ကြက်ပြောက်ငက်ပြောက်တွေပျောက်လေတချို့ကျတော့လေအဲ့လိုမျိုးဒါပယ်ဖျက်လိုက်ပြီးဆိုတဲ့အချိန်မှာ အဲသူကအာဒီလိုအစည်းအဝေးမျိုးကငါတို့အတွက်ဘာမှအရေးမကြီးဘူးဘာကိစ္စငါတို့ကတက်အောင်ပါလဲဘာအရေးကြီးလို့လဲဘာလဲဘာမှအရေးမပါဘူးလို့ပြောလေးတန်းပြန်ပြောင်းသွားပြန်အောင်အဲ့လိုပုံစံမျိုးဒီမလွယ်ဘူးဒီကောင်နေအဖေရဲ့ကောက်ကတအားကိုပေါ့နော်ဒါအမျိုးမျိုးတက်နိုင်တဲ့ကောင်နေပေါ့နော်ဒါအကြောင်မလို့ဒါမင်းအွန်လိုင်းဒီအာဆီယံထိပ်သီးအစည်းအဝေးတက်ဖြစ်မတက်ဖြစ်ဆိုတဲ့ဟာကလက်တော့အချိန်နေရမသေးကြဘူးဖြစ်နေသေးရပေါ့နော်အဲ့တော့တက်ရမရဆိုရလဲဒါပြန်ပြီးတော့တေချာလေးပြောပေးစင်ရှင်နဲ့ဘာလို့လဲဆိုတော့မင်းအွန်လိုင်းနေနဲ့ပေါ့နော်လောကရုရှားလိုခီးစင်မျိုး ထပြီးတော့ကောက်စီစဉ်လို့ရအောင်ပေါ့ဗျာမတက်ရအောင်ဆိုတဲ့ခါကျရင်အာခီးစဉ်ကောက်စီစဉ်ပြီးတော့ခီးစဉ်နဲ့တိုက်နေလို့မတက်လိုက်ရအောင်ဆိုတဲ့ပုံစံဖန်တီးလို့ရအောင်အဲကျတော့အတေချာအတိကြလေးတော့ပြန်ပြောကြအောင်ပေါ့နော်အဲတော့ကျတော့ဒါကတော့ဒါကျွန်တော် လောင်ရည်စရာတစ်ခုအနေနဲ့ကျွန်တော်ပြောကြရပါဘောเนาะအဲပြောကြရဒါအတီတန်အနေနဲ့ဆိုရင်အတီတန်လေးလည်းပြောအောင်ပါဘောเนาะဆဲကန်ကျွန်တော်ရည်လို့လည်းခဏခဏပြောကြရတယ်เนาะ22ခုနှစ်ကဒါအနာသိမ်းပြီးနောက်ပိုင်းမှာဧပြီလမှာဘောเนาะအာရှန်နိုင်ငံများထိပ်သီးအစည်းအဝေးကိုစစ်ကောင်စီခေါင်းဆောင်မင်းအောင်လည်းတက် တက်ရောက်ခွင့်ရခဲ့တယ်အစောပိုင်းဘောเนาะတက်ရောက်ခွင့်ရခဲ့တယ်နောက်22ခုနှစ်နောက်ပိုင်းမှာလှုပ်တဲ့ဟာမှာတက်ရောက်ခွင့်ရခဲ့တယ်ဒါပေမဲ့အဲ့အစည်းအဝေးမှာအတီပြုတ်ခဲ့တဲ့ဘုံသဘောတူညီချက်9ရက်အဲ့9ရက်ရှိတယ်ဘောเนาะအဲ့9ရက်ကိုဒါမင်းအောင်လိုင်က အကောင့်ထဲဖို့လိုက်နာတာမျိုးအားနေခဲ့တဲ့အတွက်နောက်ပိုင်းကျင်းပတဲ့အာဆီယံစည်းဝေးတွေမှာမြောက်လိုင်းကိုတယောက်ခွင့်မပေးတော့ဘူးအဲ့တော့ဒါပြီးခဲ့တဲ့ဩဂတ်စ်လမှာဒါအထူးတန်တမန်ဒါမစ္စတာတန်စီယီအော့မန်ဟာရှင်သူကနေပြီးတော့ကိုသွားခဲ့သလိုအော်တိုဘာ9ရက်နေ့မှာလည်းဒါမလေးရှားနိုင်ငံနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ဟာဆန်ကလည်းနေပြီးတော့ကိုသွားခဲ့တာရှိတယ်အဲ့တော့ဒီနေရာမှာထူးခြားချက်ကပေါ့နော်နိုင်ငံသားရဲ့ဝင်ကြီးနေပြီးတော့ခီးစဉ်နဲ့တပြိုင်နက်မလေးရှားနိုင်ငံကွာလာလမ်ပူမှာဒါ SCM စည်းဝေးကျင်းပတယ် ဒါကပထမဆုံးအဲ့အစည်းအဝေးကပထမဆုံးအကြိမ်ချင်းပါတာမဟုတ်ဘူးပေါ့နော်သူကတတိယအကြိမ်မြောက်ဖြစ်မယ်အဲအဓိကတော့ဒါ56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မေ7ကနေ16ထိဒါပထမအကြိမ်လုပ်တယ်အထူးတန်တမာရဲ့နေပြီးတော့ခီးစဉ်မတိုင်ခင်ဩဂတ်လ3ရက်ကနေပြီးတော့9ရက်အထိဒုတိယအကြိမ်လုပ်တယ် တတိယအကြိမ်ကတော့အော်တိုဝါလာ6ရက်နေ့ကနေပြီးတော့10ရက်နေ့ထိပြုလုပ်ခဲ့ပြီးတော့မလေးရှားကတာဝန်ရှိသူတွေသာမကပါနော်2026အတွင်းအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမဲ့ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးဌာနကတာဝန်ရှိတဲ့သူတွေပါတက်ရောက်ခဲ့တာဖြစ်တယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဒါ Mrs. ဒါ Julie Bishop ပေါ့နော်သူလည်း online ကနေပြီးတော့ဒီစီဝေးကိုတက်ရောက်ပြီးတော့ဆွေးနွေးခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ မလေးရှားမှာလုံမဲ့48ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကအာဆီယံအတွက်နောက်ဆုံးခွင့်ရဖြစ်တယ်လို့ဒါမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကလည်းတိုက်တွန်းထားတာရှိတယ်။အော်တိုဘာ14ရက်နေ့ထုတ်ပြန်ချက်မှာဒါမဖြစ်မနေလှုပ်ဆောင်သင့်တဲ့အချက်၃ချက်ကိုလည်းဒါမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်တွေပါတယ်။ဒါ SCCM ကထောက်ပြထားတယ်ပေါ့နော်။အဲ့တော့ဒီအချက်တွေကဘာလဲဆိုတော့စစ်တပ်လုံမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုရေးပြန်အနာသိန်းစစ်တပ်ကိုတင်းတင်းကြပ်ကြပ်ကင်တွေရေးနေတာတိကျပြတ်သားတဲ့အဆုံးဖြတ်ပေးနိုင်မဲ့ viewer တစ်တည်းရဲ့ ရေးဆွဲရေးဆွဲစတဲ့ဒါအချက်တွေကိုဒါပြောထောက်ပြခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့လက်ရှိအလှကျဥက္ကဋ္ဌဒါမလေးရှားလာမယ့်ဥက္ကဋ္ဌဒါ2026မှာဖြစ်လာမယ့်ဥက္ကဋ္ဌဖလဗိုင်ဗောနော်အဲ့တော့မြမအာဆီယံအထူးကိုယ်စားလှယ်ဒါမစ္စတာတန်စီယီအော့မန်ဟာရှင်တို့ကဥဆောင်ပြီးတော့ဒါတိကျတဲ့ viewer တစ်တရက်လာမယ့်အစည်းအဝေးမှာရေးဆွဲနိုင်အောင်လုပ်တင်နေဆိုတဲ့အချက်ကတော့ဒါထူးခြားတယ်လို့ပြောရမှာ။ဒါအခုလက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေရဆိုရင်ဒါအော်တိုဝါ26ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပမယ့်58ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းတက်ရောက်မယ်ဆိုပြီးတော့ဒါမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကအတည်ပြုထားတယ်ပေါ့နော်အဲ့တော့ထရန့်လာမယ်လာမယ်ပေါ့နော်ထရန့်ကလည်းဒါသမ္မတယာတုသူသမ္မတပြန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါပထမဆုံးဂျိန်ဖြစ်ဒီအစည်းအဝေးကိုတက်ရောက်လာတာဖြစ်တယ်ဒီခီးစင်မှာလည်းအဲတချို့သတင်းတွေအရဒီအခုကိစ္စဖြစ်ရှင်းမှုတွေပြီးရင်ထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပခါကိစ္စတွေဖြစ်ရှင်းမှုတွေရှိနေတယ်ဆိုပြီးတော့လေဒါဖော်ပြကြတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ မင်းအောင်လိုက်အနေနဲ့တက်ခွင့်ရမရမသေးကြပါပဲတက်ခွင့်ရသွားမယ်ဆိုရင်အမေရိကန်သမ္မတထရန့်နဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရအောင်ရနိုင်တယ်။ဘာလို့လဲဆိုတော့ဒါအမေရိကန်သမ္မတထရန့်ကသူ့ရဲ့ပထမသက်တမ်းမှာတင်ဒါကင်ဂျုံအန်နဲ့ပေါ့နော်လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ဘူးတဲ့အဲ့တော့အနာရှင်ဖြစ်တဲ့မင်းအောင်လိုင်းနဲ့လည်းလက်ဆွဲနှုတ်ဆက်တဲ့အခွင့်အရေးကမင်းအောင်လိုင်းအတွက်ရာကောင်းရာသွားနိုင်တယ်ဗောနော်အဲ့တော့မင်းအောင်လိုင်းတက်ခွင့်ရမရကဗောနော်အဲရွေးကောက်ပွဲအလွန်ကာလ တရားဝင်ဖြစ်ရေးမှာအရေးပါတယ်တယောက်မှုရှိတယ်ဆိုပြီးတော့လည်းဒါပြောရမယ်ပေါ့အဲ့တော့တက်ခွင့်မရရင်တော်လိုင်းကာလာရှိမယ်တက်ခွင့်ရမယ်ဆိုရင်လည်းတော်လိုင်းကတော့ဆက်ရှိနေုံမှာဖြစ်ပေမဲ့ပေါ့နော်စစ်ကောင်စီကဒါနိုင်ငံရေးအရာအသာစီးရသွားနိုင်မယ်ဆိုတဲ့အကြောင်းကိုလည်းဒီညနေ့ပြောပြချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်